မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဗမော်တိုက်ပွဲမှာအမှတ်33ချင်းမြန်တပ်မဌာနချုပ်ကတူနာပြုစစ်ဗိုလ်ဗိုလ်ကြီးအင်မြို့ထွန်း KIA ရဲ့စနိုက်ပါထိမှန်တေဆုံးခဲ့ပြီးမတာလောင်းကိုမြကြီးနားကို ပြန်တဲ့တကြိုပါတယ်။ရခိုင်ပြည်မှာတောင်ဝန်ထမ်းဆောင်ရန်သွားဖွားအတတ်ပညာသင်တန်းအတွက်သင်တန်းသူတွေကို အာရခပြည်သူတော်လှန်ရေးအစိုးရကခေါ်ယူတဲ့သတင်းပါဝင်။ ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဗမော်တိုက်ပွဲမှာအမတ်33ချင်းမြန်တပ်မထဏောက်ချုပ်ကသူနာပြုစစ်ဖို့ဗိုလ်ကြီးအေမျိုးထွန်းဟာ KIA ကပြစ်ခတ်လိုက်တဲ့စနိုက်ပါကြီးထိမှန်တေဆုံးခဲ့ပြီး အလောင်းကိုမြစ်ကြီးနားကိုပြန်တယ်ပြီးတကြိုရဲလို့သိရပါဗျ။ဩဂတ်စာ7ရက်နေ့က ဗမော်မှာစနိုက်ပါထိမှန်ကဗိုလ်ကြီးအေးမျိုးထွန်းဟာတည်သွားခဲ့တာဖြစ်ပြီးသူ့ရဲ့မတာလောင်းကိုမြစ်ကြီးနားကို ပြန်လည်တက်ယူကစစ်အခမ်းအနားနဲ့တကြိုခဲ့လို့လည်းသိရပါဗျ။ဗိုလ်ကြီးအေးမျိုးထွန်းဟာတက်မတော်သူနာပြုတ်နယ်စစ်ဘက်ပညာသင်တက်ကတော်အပတ်စဉ်နဲ့ကြောင်းစင်ဖြစ်ပြီးတည်ဆုံးချိန်မှာအသက်40နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါဗျ။အမှတ်33ချင်းမြန်တက်မှဌာနချုပ်မှာတာဝန်ထမ်းဆောင်ရင် ဗမော်စစ်မြေပြင်ကိုဆင်လွတ်ခံရပြီးစနိုက်ပါထိမှန်တေသွားခဲ့တာလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကို KIA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်ဒီဇင်ဘာလကနေစတင်ပြီးတိုက်ခိုက်နေခဲ့တာဖြစ်ပြီးလက်ရှိမြို့သိမ်းတိုက်ပွဲကာလ6လကြာမြင့်လာတဲ့အထိနှစ်ဖက်စစ်ရေးတင်းမာကတိုက်ပွဲတွေအပြင်းထန်ဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့လည်း KIA ရဲ့စစ်ရေးသတင်းတွေကသိရပါတယ်ရှင်။ စကန်အတိုင်းတပုတ်ကိုကြည့်အောင်ပါစကန်အတိုင်းဗမော်မြို့နယ်ထော်တာကျေးရွာစစ်တပ်စကန်ကိုတော်လဲတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာပြူစောတီခေါင်းဆောင်အဲပါအပါဝင်စစ်တုံးမှန်အများအပြားကိုဖမ်းဆီးရရှိခဲ့တယ်လို့တော်လဲစေသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဩဂတ်စ15ရက်နေ့ည9:00နာရီခန့်အချိန်က မော်လိုက်မြို့နယ်ထော်တာကျေးရွာကအကြမ်းဖက်စစ်သားပြူစောတိတွေပူးပေါင်းအင်အား80လောက်နဲ့တက်ဆွဲထားတဲ့စခန်းကို တော်လန်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားအများပြားတေသွားသလို ပြူစောတီခေါင်းဆောင်အဲပါအပါဝင်စစ်တုံပန်းအများပြားကိုလည်းဖမ်းမိခဲ့လို့လည်းသိရပါဗျ။ဒါအပြင်စစ်သားပြူစောတီတွေအသုံးပြုတဲ့လက်နက်ကြီးလက်နက်ငယ်23လက်နဲ့တူခရမ်းတွေကိုလည်းတင်းဆဲရရှိခဲ့လို့လည်းသိရပါဗျ။တိုက်ပွဲဖြစ်ပွားနေချိန်ကလည်းစစ်ကူပေးဖို့တောင်အင်ကျေးရွာဘက်ကနေခြစ်တက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကိုးတန်ချောင်းတရားကနေပိတ်ဆို့တိုက်ခတ်ခဲ့ရမှာ ရှစ်ဆက်တိုးနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် ထော်သားစကန်းကိုအလွယ်တကူသိမ့်ပိုင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းတော်လိုင်းသတင်းမြစ်ကပြောပါရယ်။ဒါ့အပြင်ဟ ோம் လင်းမြို့နယ်ဖောင်းပြင်မြို့နယ်တို့ကနေစုံစင်းလာတဲ့စစ်သည်မော်တွေကိုလည်းတော်လိုင်းတစ်ဖွဲ့ဝင်တွေကကြံအင်းအနီးမှာပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့ရမှာဆက်လက်စုံစင်းလာနိုင်ခြင်းမရှိတော့တာကြောင့်အင်းတပောင်းရွာမှာအထိုင်ချနေရယူတယ်လို့လည်းသိရပါရယ်။တော်လိုင်းတစ်ဖွဲ့တွေသိမ့်ပိုက်လိုက်တဲ့ထော်သားကျေးရွာနဲ့စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့အင်းတပောင်းရွာဟာနေမြေတစ်ဆက်သေးဖြစ်တာကြောင့် ထောသာရွာနဲ့အင်းတပေါင်းရွာကြားမှာရှိနေတယ်။နန္ဒစောင်းဇီးကုံအင်္ဂလတ်ကျေးရွာတွေကပြည်သူတွေဟာထွက်ပြေးနေရတယ်လို့လည်းတော်လိုင်းသတင်းမြစ်ကပြောပါရရှင်။ ဒီတစ်ခါမှာတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ရှလာရွာနဲ့ကျွန်းတော်ရွာကိုအကြက်ဖက်စစ်တပ်ကဝိုင်တွဲလင်းရင်နဲ့ဘုံကျဲတခက်ခဲ့တာကြောင့်ပြည်သူခုနှစ်ဦးဟာသေဆုံးခဲ့ရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ဩဂတ်စ16ရက်နေ့မနက်ပိုင်းမှာအကြက်ဖက်စစ်တပ်ဟာရှလာရွာနဲ့ကျွန်းတော်ကျေးရွာကို ဝိုင်းတွဲလေရင်တစည်းနဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာရှလရွာက ပြည်သူ၄ဦးနဲ့ကျွန်းတော်ရွာက ပြည်သူ၃ဦးကတေဆုံးခဲ့ရတာဖြစ်ပြီးပြည်သူ၃ဦးလည်းထိခိုက်ဒဏ်ရာရှိထားပြီးဒဏ်ရာအခြေအနေလည်းစိုးရိမ်နေရလို့လည်းသိရပါတယ်။အဲ့ဒီလေကြောင်းတက်ခတ်မှုအတွင်းမှာပြည်သူတွေတေဆုံးသောကျွန်းတော်ရွာကနေရင်တွေနဲ့ပြည်သူတွေမွေးမြူထားတဲ့နှွားတွေလည်းတေဆုံးမှုရှိတယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့သခိုင်းတိုင်းစလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေကင်းလဲဖို့ထွက်လာတဲ့စစ်သားတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ကြောက်ဖြူတိုင်ရွာကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးဟာသေဆုံးခဲ့ရလို့ဒေသပြည်သူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ဩဂတ်စ်လ16ရက်နေ့မနက်7:00နာရီလောက်မှာစလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေကင်းလဲဖို့ထွက်လာတဲ့အင်အား40ခန့်ပါတဲ့အကြမ်းဖက်စစ်ကြောင်းဟာ လက်လက်ကြီးလက်လက်ငယ်နဲ့ကြောက်ဖြူတိုင်ရွာကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ကြောက်ဖြူတိုင်ရွာကအမျိုးသမီးတဦးဟာသေဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။ဒါအပြင်မြေပြင်မှာလည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ကျေးရွာ900ကျော်ကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါဗါးအလားတူဩဂတ်စ16ရက်နေ့ကလည်းအနောက်မြောက်တိုင်းဆက်နာကျောက်ကနေတက်လာတဲ့စက်တက်လေထီတစီက မိုးကြိုးပြင်တောင်ရွာကိုဘုံကျဲတက်ခတ်ခဲ့တာကြောင့်အမျိုးသမီးတဦးဟာတေဆုံးခဲ့ပါသေးတယ်ရှင်အခြားတစ်ဖက်မှာတော့ဘကိုးတိုင်းရေတာရှည်မြို့နယ်စစ်တောင်းမြစ်အရှိတ်ဘက်ချမ်းကကြည်ပါရီကိုအစံဖက်စစ်တပ်ကလက်လက်ကြီးပါရာမိုတာတွေနဲ့ဘုံကျဲပြစ်ခတ်တိုက်ခတ်ခဲ့ရမှာ ပြည်သူတို့ဟာတည်ဆုံးခဲ့ပြီးနေအိမ်အချို့ဟာထိခိုက်ပျက်စီးခဲ့ရလို့ရေတားရှိမြို့နယ်အခြေဆိုင်တရင်393လေးကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်ဩဂတ်လ18ရက်နေ့ကရေတားရှိမြို့နယ်စွာမြို့အခြေဆိုင်ခလရ84ခလရ79တရင်တို့ကစစ်ကောင်စီတပ်က လက်လက်ကြီးတွေနဲ့စစ်တောင်းမြစ်အရှိဘက်ကမ်းမှာရှိနေတဲ့ကြီးရွာတွေကိုလက်လက်ကြီးတွေနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာအသက်60ရွယ်ရှိတဲ့အမျိုးသားတဦးဟာတိတ်ဆုံးခဲ့ရပြီး နေအိမ်ချို့ထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရပါဗယ်အလားတူဩဂတ်စ18ရက်နေ့ညနေ9:00နာရီအချိန်ခန့်ကလည်းရေတာရှည်မြို့နယ်စစ်တောင်းမြစ်အရှိဘက်ကမ်းကကြီးရွာတွေကို တောင်မူလေတပ်ကနေတက်လာတဲ့ပရာမိုတာ7တက်လေတီနှစ်စီးနဲ့ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါဗယ် ဘားတိုက်ပွဲမှာမရှိပဲပါရာမိုတာနှစီးနဲ့နှစ်ကြိမ်ကျဲချတက်ခဲ့ခဲ့တာဖြစ်တယ်လို့လည်းရေတာရှည်မြို့နယ်အခြေစိုက်တရင်3934ကတာဝန်ရှိသူတို့ကပြောပါဗျာ ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးမိုင်းအန်ရယ်တွေကိုသတိထားသွာလာနေထိုင်ကြဖို့နဲ့စစ်ကောင်စီတပ်ဖွဲ့တွေပေါ်တာဆွဲဖမ်းဆီးကာစစ်မှုထမ်းစစ်ခိုင်းမှုမတရားဖိနှိပ်မှုတွေကိုအင်တိုက်အားတိုက်တွန်းလှန်တိုက်ခိုက်သွားကြဖို့ကိုလည်းရေတာရှည်မြို့နယ်အခြေစိုက်တရင်3934ကတာဝန်ရှိသူတို့ကအသိပေးတိုက်တွန်းထားပါရဲ့ရှင်။ ဒီတစ်ခါမှာတော့မကွေးတန်းစလင်းကြီးမြို့နယ်တရဲချီရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်လက်ကြီးတွေနဲ့ပြစ်ခတ်တက်ခတ်နေရကြအသက်73နှစ်အရွယ်ရှိတဲ့ကလေးငယ်တို့အပါအဝင်ပြည်သူ၂ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဩဂတ်စ15နှစ်ည9:05မိနစ်လောက်ကစင်ပြူကျွန်းလမ်းပိုင်းကွက်သစ်ထွန်ဆက်စခန်းကနေအကြမ်းဖက်တပ်သားတွေဟာ ိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတရက်ချီယူရာကိုလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အသက်73နှစ်အရွယ်ရှိတဲ့ကလေးငယ်တဦးနဲ့အသက်30အရွယ်ရှိတဲ့အမျိုးသားတဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ကာနေအိမ်တစ်လုံးလည်းပျက်စီးခဲ့ရလို့လည်းသိရပါဗယ်အလားတူသခိုင်းတိုင်းရင်းမာပြည်မြို့နယ်ကကြေးရွာတွေကိုလည်းအကျန်းဖက်စစ်တဲ့ဟာစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူ8000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ရင်းမြစ်ဌာနကတာဝန်ရှိသူတို့ကပြောပါရယ်။ဩဂတ်စာ15နှစ်မနေ့၄နိုင်လောက်ကလည်းရင်းမာပင်မြို့နယ်ဘန်ပွေးပြူစော့တိရွာကိုအနောက်မြောက်တိုင်းစစ်တနာကျောင်းနမခခနဲ့ရိတ်ခါလာပေါ်တဲ့အကြက်ဖက်စစ်တပ်ကကျေးရွာတွေကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်စီးနင်းနေတဲ့အတွက် မုံရွာရာကြီးကလေးဝါလမ်းပိုင်းအနီးကကျေးရွာတွေမှာနေထိုင်ကြတဲ့ပြည်သူတွေဟာ ထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါဗါတယ်။အဲ့ဒီအကျန်းဖက်စစ်ကြောင်းဟာဩဂတ်စ16နေ့မနေ့8နိုင်ခွဲလောက်ကတရော်ချင်းကျဲရွာကိုဝင်ရောက်စီးနှင်းကပြည်သူဝင်ပစ္စည်းတွေကိုစိတ်ကြိုက်ယူဆောင်သွားလို့လည်းသိရပါဗါတယ်။လက်ရှိအချိန်မှာတော့စစ်တပ်စစ်ကြောင်းဟာဗန်ပွေးပြူစောတီရွာကို ရောက်ရှိသွားပြီမဲ့လဲစစ်ကြောင်းပြန်လဲရောက်လာမှာကိုစိုးရိမ်တာကြောင့်ပြည်သူတွေဆက်လက်တင်းရှောင်နေရဆဲဖြစ်တယ်လို့လည်းသိရပါဗါတယ်ရှင်။ ခုနောက်ဆုံးတက်ဆက်ပေးတဲ့နေတဲ့တဲ့ဘောက်ကတော့အရခတက်တော် A ရဲ့ကျမ်းမာရေးဌာနကရခိုင်ပြည်တွင်းတားဖွားအတက်ပညာတင်နန်းတွေရှောက်လွာခိုယူထားတယ်လို့အရခပြည်သူတော်လှန်ရေးအစိုးရကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။အရခပြည်သူကျမ်းမာရေးဌာနလက်အောက်ကကျေးလက် ကျမ်းမာရေးဌာနတွေဌာနခွဲတွေမှာလစ်လက်နေတဲ့တားဖွားဆရာမှာ midwife တွေကိုခန့်အပ်ပြီးကျမ်းမာရေးဆိုင်ရာကိစ္စရပ်တွေကိုဖြေရှင်းပေးနိုင်ဖို့အတွက် တောက်ဖွာအတက်ပညာတင်နန်းပေးရခြင်းဖြစ်တယ်လို့လည်းသိရပါဗါတယ်။တောက်ဖွာအတက်ပညာတင်နန်းကို 18လကြာအထိပြုလုပ်သွားမှာဖြစ်ပြီးပနာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာတာဝန်ထမ်းဆောင်လုပ်သူတွေအနေနဲ့ရှောက်ထားနိုင်ကြရလို့လည်းအေကဖိတ်ခေါ်ထားပါဗျ။ရှောက်ထားသူတွေအနေနဲ့လူမျိုးဘာသာမျိုးရှောက်ထားနိုင်ပြီး အသက်25နှစ်အောက်အမျိုးသမီးဖြစ်ရမယ်လို့လည်းသိရပါဗျ။ပညာအရေးချင်းကတော့အေကကျင်းပတဲ့စနစ်တမ်းဆောင်မှုပွဲကိုအောင်မြင်ကြောင်းထောက်ခံစာ တင်ပြနိုင်သူဖြစ်ရမှာဖြစ်ပြီး စနစ်ဟောင်းရတက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးသူတွေဖြစ်မယ်လို့လည်းသိရပါဗျ။ တာဝန်အနေနဲ့ကိုဝန်ဆောင်စောင့်ရှောက်ခြင်းမွေးဖွားပေးခြင်းနဲ့မိရင်းကာလတွေမှာစောင့်ရှောက်ခြင်းတို့လုပ်ရမယ်လို့လည်းဆိုပါတယ်။ဒါအပြင်မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းမွေးကင်းစနဲ့ငါးနှစ်အောက်ကလေးငယ်ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းတွေအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေကာကွယ်ဆေးထိုးလုပ်ငန်းတွေနဲ့ကျေးလက်ကျန်းမာရေးဌာနဌာနခေါ်တွေမှာစေကုသရေးလုပ်ငန်းတွေမှာလှုပ်ဆောင်ရမယ်လို့လည်းသိရပါဗျ။လျှောက်လွာပည့်ရမှာ စတင်ပါလ9ရက်နေ့နောက်ဆုံးဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနကို ပေးပို့လျှောက်ထားနိုင်တယ်လို့လည်း AA ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးတာပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမာများပါ။